မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတဲ့ပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့နဝမာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့မြန်မာသားတော်ကိုသင်ကြားပေးနေတဲ့နေရာမှာ အခြားပစ္စည်းလေးအောက်ကနေပြီးတော့ယင်နော် ကရိယာပစ္စည်းနံပစ္စည်းတွေကိုတင် जा ပေးပြီးတဲ့နောက်မှာတော့နောက်ဆုံးအနေနဲ့ပုံပြောင်းပစ္စည်းလေးအကြောင်းကိုဆက်လက်ပြီးတော့တင် जा ပေးသွားမှာဖြစ်ပါတယ်ပုံပြောင်းပစ္စည်းထဲမှာတော့နှစ်ခုပါမှာဖြစ်ပါတယ်နံပုံပြောင်းပစ္စည်းနဲ့အထူးပြုပုံပြောင်းပစ္စည်းဆိုပြီးတော့ရင်ပုံပြောင်းပစ္စည်းနှစ်ခုအကြောင်းကိုဒီနေ့သင်ပေးသွားမှာဖြစ်ပါတယ်ရှင်ပုတ်ပြောင်းပစ္စည်းဆိုတာဘာလဲဆိုတော့ကရိယာကိုနံအဖြစ်ကို နံအဖြစ်ကို၎င်းအထူးပြု အဖြစ်ကို၎င်းပြောင်းလဲပြီးတော့အသုံးပြုနိုင်တဲ့ပစ္စည်းကို ပုံပြောင်းပစ္စည်းလို့ခေါ်တာဖြစ်ပါတယ်ပုံပြောင်းပစ္စည်းအနေနဲ့ဆိုရင်၃ခုပုံပြောင်းပစ္စည်း၃မျိုးကို လေ့လာရမှာဖြစ်ပါတယ်ပရမအုံးဆုံးပုံပြောင်းပုံပြောင်းပစ္စည်းကတော့နံပုံပြောင်းပစ္စည်း ဒုတိယတော့နာအထူးပြု ပုတ်ပြောင်းပစ္စည်းနဲ့ကရိယာအထူးပြုပုတ်ပြောင်းပစ္စည်းဆိုပြီးတော့ရင်ပုတ်ပြောင်းပစ္စည်း၃မျိုးကိုလည်းလေ့လာရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်နာပုတ်ပြောင်းပစ္စည်းကိုကြည့်အောင်နာပုတ်ပြောင်းပစ္စည်းဆိုတာဘာလဲဆိုတော့ကရိယာကိုနာအဖြစ်အသုံးပြုတဲ့ပုတ်ပြောင်းပစ္စည်းတွေဖြစ်ပါတယ်။အဲ့ဒါတွေကတော့ဘာတွေလဲဆိုတော့အာချင်းချဲဖွဲဆရာမှုရေးဆိုပြီးတော့ရင် เนาะပုတ်ပြောင်းပစ္စည်းတွေတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာအနဲ့ကြံခဲ့တဲ့ချင်းချက်ဖွယ်စရာမှုရေးဆိုတာကတော့သုံးမုံသုံးနေမတူပါဘူးအကိုကရိယာရဲ့ရှေ့မှာသုံးပြီးတော့ကြံတဲ့ဒီပစ္စည်းတွေကိုတော့ကရိယာရဲ့နောက်မှာသုံးမှာဖြစ်ပါတယ်နားလည်မလားတော့မသိဘူး အချင်းချဲဖွဲဆရာမှုရေးဆိုပြီးတော့ရင်ဒီပစ္စည်းလေးတွေရှိတဲ့နေရာမှာအဟိုနော်ကရိယာရဲ့ရှေ့မှာသုံးပြီးတော့ကျန်တဲ့ချင်းချက်ဖွဲဆရာမှုရေးဆိုတာကိုတော့ကရိယာရဲ့နောက်မှာ သုံးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တာရကလေးအနေနဲ့ကြည့်အောင်နော်ရှင်းစပစ္စည်းကဘာနဲ့သုံးမလဲဆိုတော့အနဲ့သုံးမှာဖြစ်ပါတယ်အ နော်အအနဲ့သုံးသွားမှာ ဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေရာမှာကရိယာဘာကရိယာနဲ့သုံးမလဲဘာကရိယာနဲ့တွဲမလဲဆိုတော့ तू ကအဟိုကရိယာရဲ့ရှေ့မှာထားသုံးရမယ်လို့ပြောထတာဖြစ်ပါတယ်ဒါဆိုရင်ကရိယာကာတီးဆိုတဲ့ကရိယာလေးကြည့်အောင်အနဲ့ကာတီးနဲ့ပေါင်းလိုက်ခြင်းအပြင်နန်တစ်လုံးရလာတာဖြစ်ပါတယ်အနဲ့ကာတီးနဲ့ပေါင်းရင် အက အကဆိုတာနန်ဖြစ်ပါတယ်ကကဆိုတာကရိယာ အဆိုတာပစ္စည်းเนาะကရိယာရဲ့ရှေ့မှာထားတဲ့ပစ္စည်းเนาะဒါဆိုရင်ကရိယာနဲ့ဒီအဆိုတဲ့ပစ္စည်းလေးနဲ့ပေါင်းလိုက်ခြင်းအပြင်နံတလုံးရလာတာဖြစ်ပါတယ်အနဲ့ကာတိနဲ့ပေါင်းရင် အကဒါဆိုရင်လုံဆိုတဲ့နောကရိယာလေးနဲ့ပေါင်းကြအောင်လုံနဲ့ပေါင်းလဲဆိုရင်အလုံးနော်အလုံးကဲဒါဆိုရင် နောက်တစ်ခုလှနဲ့ပေါင်းကြအောင် လှနဲ့အနဲ့ပေါင်းရင်အလှပေါ့ဒါဆိုရင်နောက်တစ်ခုကြည့်အောင်ကောင်းဆိုတဲ့ကရိယာလေးနဲ့ပေါင်းကြည့်အောင်အနဲ့ကောင်းဆိုတဲ့ကရိယာရဲ့ရှေ့မှာအကိုထားရင်အကောင်းဆိုတဲ့နံဖြစ်သွားတာဖြစ်ပါတယ်အကောင်းကဲဒါဆိုလို့ရှိရင်အခုနောက်တော့ပြောခဲ့တဲ့နော်ပုံပြောင်းပစ္စည်းကရိယာကိုနံအဖြစ် ြောင်းပြီးတော့အသုံးပြုနိုင်တဲ့ပုံပြောင်းပစ္စည်းတွေမှာဘာတွေပါလဲဆိုတော့အချင်းချဲဖွဲဆရာမှုရေးဆိုပြီးတော့ရင်း ပစ္စည်းလေးတွေပါတယ်အဲ့မှာမှာအဆိုတာကရိယာရဲ့ရှေ့မှာထားပြီးသုံးပြီးတော့ချင်းချက်ဖွဲဆရာမှုရေးဆိုတာကတော့ကရိယာရဲ့နောက်မှာထားသုံးတယ်လို့ခုနကပြောပြခဲ့တာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဒီမှာလက်တွေ့တာရကအနေနဲ့ကြည့်အောင် ကဆိုတဲ့ကရိယာရဲ့ရှေ့မှာအဆက်လိုက်ချင်းအပြင်အကဆိုတဲ့နံရလာတာဖြစ်ပါတယ် ်ဒါဆိုရင်လှုပ်ဆိုတဲ့ကရိယာရဲ့ရှေ့မှာအပေါင်းလိုက်အကိုထည့်လိုက်ခြင်းအပြင်အလှုပ်ဆိုတဲ့နံရလာတာဖြစ်ပါတယ်ဒါဆိုရင်လှဆိုတဲ့ကရိယာရဲ့ရှေ့မှာအထည့်လိုက်ခြင်းအပြင်အလှဆိုတဲ့နံလေးရလာတာဖြစ်ပါတယ်ကဲဒါဆိုရင်ကောင်းဆိုတဲ့ကရိယာရဲ့ရှေ့မှာအထည့်ခြင်းအပြင်အကောင်းဆိုတဲ့နံရလာတာဖြစ်ပါတယ်ကဲဒါဆိုရင်ပထမတစ်ခုကရိယာရဲ့ရှေ့မှာအကိုထည့်သုံးခြင်းအပြင်နော်နံ နံပုတ်ပြောင်းပစ္စည်းရတယ်ဆိုတဲ့ဟာသင်ပေးခဲ့တာနားလည်နိုင်မယ်လို့ထင်ပါတယ်ဒါဆိုရင် နောက်ထပ်ချင်းမှုချင်းချင်းဖွဲ့ဆရာမှုရေးဆိုပြီးတော့ရင်ကရိယာရဲ့နောက်မှာ သုံးမှာသူကကရိယာရဲ့နောက်မှာသုံးမှာကဲဒါဆိုရင်ခုနကဟာလေးတွေကိုပေါင်းပြီးတော့ရေးကြည့်လိုက်ရအောင်ဘာလေးတွေလဲဆိုတော့ချင်းနောက်ပြီးတော့ချက် နောက်တစ်ပြီးတော့ဖွဲနောက်ဆရာနောက်မှုနဲ့ရေနော်ရေဒါဆိုရင်သူဒီစကလုံးနောက်ဆက်ကလေးတွေကကရိယာရဲ့နောက်မှာထားရေးမှာရေးကြည့်အပြင်သူကနံဖြစ်သွားမှာဒါဆိုရင် ချင်းရဲ့ရှေ့မှာကရိယာဘာနဲ့သုံးမလဲကရိယာဘာနဲ့ထားရည်မလဲဆိုတော့ချင်းပေါ့ချင်းဆိုတော့ထူးချုံနဲ့ထားရည်မယ်ထူးချုံဆိုတဲ့ကရိယာရဲ့ကရိယာရဲ့နောက်မှာချင်းကပ်လိုက်ခြင်းအပြင်ထူးချုံချင်းဆိုတဲ့နံရလာတာဖြစ်ပါတယ်ထူးထူးချုံချင်းကဲဒါဆိုရင် နောက်တစ်ခုကချက် ချက်ဆိုတော့ရှေ့မှာကရိယာဘာနဲ့သုံးမလဲဆိုတော့ကဲစီမံချက်ဆိုတဲ့စီမံနဲ့ရေးကြည့်အောင်စီမံဆိုတဲ့ကရိယာရဲ့နောက်မှာ ချက်ကို ပေါင်းလိုက်ခြင်းအပြင်စီမံချက်ဆိုတဲ့နံရတယ်စီမံချက်ဆိုတဲ့နံရလာတာဖြစ်ပါတယ်ကဲဒါဆိုရင်ဖွဲဖွဲရှေ့မှာဘာလဲဆိုတော့ဥပမာစာစာဆိုတဲ့ကရိယာထည့်မယ်ဆိုရင် စာပွဲပေါ့စာပွဲဆိုတဲ့နံ ရလာတယ်ဒါဆိုရင်ဒီနေ့မှာစားမထဲဘက်နဲ့တောက်ဆိုရင်တော့တောက်ဖွဲ့เนาะအဲ့လိုမျိုးနံရလာတာဖြစ်ပါတယ်ကဲဒါဆိုရင်ဆက်ရဆရာရဲ့ရှေ့မှာကရိယာဘာထည့်မလဲဆရာဆိုတော့ကစားပေါ့ကစားဆိုတဲ့ကရိယာရဲ့နောက်မှာဆရာထည့်လိုက်ရင်သူကနံရလာတယ်ကဲစားဆဲရဆိုတဲ့နံရလာတာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်တစ်ခုကမှု့ မှုဆိုတဲ့နောက်ဆက်ကိုဘယ်ကရိယာရဲ့နောက်မှာထည့်မလဲဆိုတော့ယင်ကျေးယင်ယင်ကျေးဆိုတဲ့ကရိယာရဲ့နောက်မှာမှုကိုထည့်လိုက်ခြင်းအပြင်သူကဘာရမလဲယင်ကျေးမှုဆိုတဲ့နံရမှာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်တစ်ခုကယေးယေးဆိုတာနောက်ဆက်ရှေ့မှာနော်ကရိယာထည့်မယ်ဘာကရိယာထည့်မလဲလွတ်လပ် လုလက်လွတ်လန်းဆိုတဲ့ကရိယာနဲ့ရေးဆိုတဲ့နောက်ဆက်နဲ့ပေါင်းလိုက်ခြင်းအပြင်လွတ်လက်ရေးဆိုတဲ့နံရတာဖြစ်ပါတယ်နော်လုလန်းရေးကဲဒါဆိုရင်နော်နန်းပုတ်ပြောင်းပစ္စည်းလေးတွေထဲမှာသူကအချင်းချဲဖွဲဆရာမှုရေးဆိုပြီးတော့ရေး ပစ္စည်းလေးတွေပါရာပါရာဖြစ်ပါတယ်ကရိယာအနေနဲ့အဖြစ်ကို ပြောင်းသုံးလို့ရတယ်ပစ္စည်းလေးတွေအဲ့မှာမှာသူကအဆိုတာကကရိယာရဲ့ရှေ့မှာထားသုံးပြီးတော့ချင်းချက်ဖွဲဆရာမှုရေးဆိုတာကတော့ကရိယာရဲ့နောက်မှာထားသုံးခြင်းအဖြစ်သူကနန်းနော်နန်းရလာတဲ့အကြောင်းလေးတွေကို လက်တွေရေးပြပေးခဲ့တာဖြစ်ပါတယ်ကဲအဲ့ဒီထဲမှာပဲနောက်ထပ်ထူးခြားမှုလေးတစ်ခုကတော့ပထမကရိယာရဲ့ရှေ့မှာအ နော်အထရေးခြင်းအဖြစ်နံရတယ်ဒါဆိုရင်ဒီနေရာမှာအကိုနော်နှလုံးတွင်းနဲ့ထားပြီးတော့ရေးမယ်နော်နှလုံးတွင်းနဲ့ထားပြီးရေးခြင်းအဖြစ်လဲသူကနန်းဆိုတာလေးရလာမယ်ကဲဒါဆိုရင်အကိုနှလုံးတွဲပြီးတော့ထရေးရေးကြအောင်အာအာအပောင်းကရိယာညီမြချင်းနံနော်ကဲဒါဆိုရင်ဒီနေရာမှာ အာအပေါင်းကရိယာဘာဘာထည့်မလဲဆိုတော့ဒီနေရာမှာကုညီဒါဆိုရင်ဒီနေရာမှာကုကိုဒီကြားထဲမှာထည့်မယ်ညီကိုဒီနောက်မှာထည့်မယ်အဲကုအဲညီနော်ဒါဆိုရင်အနှလုံးနော်နဲနှလုံးတွဲကိုနော်နဲနှလုံးတွဲကရိယာကိုနဲအဖြစ်သုံးပြီးတော့ နော်ထုံးစံအတိုင်းပဲကရိယာရဲ့ရှေ့မှာအနှလုံးတွဲနဲ့သုံးသွားမှာဖြစ်ပါတယ်အနှလုံးတွဲနော်နဲကရိယာနဲ့တွဲခြင်းအပြင်သူကနံရတယ်ကတ္တာဆိုရင်ဒီမှာအနှလုံးတွဲကိုကရိယာဘာနဲ့သုံးတွဲမလဲဆိုတော့ကုညီနဲ့တွဲရင်ဒီနေရာမှာကုရဲ့ရှေ့မှာအာညီရဲ့ရှေ့မှာအအကုအညီနော်ကဲဒါဆိုရင်ဒီနေရာလေးမှာရေးကြည့်အောင်အာနော်ကုအာ ညီအကူအညီဆိုတဲ့နန်လေးရတာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်ထပ်တစ်လုံးကိုကြည့်ကြအောင်နော်အောက်နှလုံးတွင်းနဲ့နော်နှုတ်ကိုင်းဆိုတဲ့ကရိယာလေးနဲ့တွဲကြည့်အောင်နှုတ်ကိုင်းဆိုတဲ့ကရိယာနဲ့တွဲကြည့်အောင်ဒါဆိုရင် ထုံးစံအတိုင်းပဲကရိယာရဲ့ရှေ့မှာ အထည့်မယ်ကရိယာရဲ့ရှေ့မှာအထည့်မယ် l o a k i n e နော်ရေးတတ်ပြီနော်အာ လာအလောအကန်ကဲဒါဆိုရင်နောက်ထပ်တလုံးလေးကြည့်ကြည့်အောင်အာအနော်ကရိယာနောက်ထပ်တလုံးဘာတလုံးချိတတ်တယ်လဲစီဝေစီဝေဒါဆိုရင်ကရိယာရဲ့ရှေ့မှာအထည့်မယ်ကရိယာရဲ့ရှေ့မှာအထည့်မယ်ဒါဒီကရိယာနှလုံးတွဲနော်ကရိယာနှလုံးတွဲကရိယာကိုရှေ့ကနေအထည့် ပေါင်းခြင်းအပြင်နန်းရလာတာဒီမှာဆိုရင်နော်ကူဆိုတဲ့ကရိယာရဲ့ရှေ့မှာအထက်မယ်ညီဆိုတဲ့ကရိယာရဲ့ရှေ့မှာအထက်မယ်အကူအညီဒါနောက်တစ်ခုကလုံဆိုတဲ့ကရိယာရဲ့ရှေ့မှာအထက်မယ်ကိုင်းဆိုတဲ့ကရိယာရဲ့ရှေ့မှာအထက်မယ်အလုံးအကိုင်းနော်ဒါဆိုရင်စီဆိုတဲ့ကရိယာရဲ့ရှေ့မှာအထက်မယ်ဝေးဆိုတဲ့ကရိယာရဲ့ရှေ့မှာအထက်မယ်အဲစီ and we เนาะဒါဆိုရင်ဒီကုဆက်လက်ပြီးတော့သင်ပေးခဲ့တာဘာလဲဆိုတော့ကရိယာနှလုံးတွဲကရိယာနှလုံးတွဲတွေရဲ့ရှေ့မှာအထက်ချင်းအပြင်နံရလာတာเนาะအကူညီလို့မထည့်ပါဘူးအနှလုံးထဲမှာဖြစ်မှာဖြစ်ပါတယ်အကူအညီအကူအညီဒါဆိုရင်နံကရိယာနှလုံးတွဲလောက်ကင် နော်ဒါဆိုရင်အနဲ့တွဲမယ် alone အကိုင်ပထမကပထမသင်ပေးခဲ့တာအတလုံးနဲ့ရယ်ကူဟာက အနှလုံးဒါဆိုရင်စီဝေးစီဝေးကြတော့အနှလုံးနဲ့တွဲမယ် a see away ကဲဒါလေးကတော့နှလုံးတွဲကရိယာနှလုံးတွဲကိုအနဲ့တွဲခြင်းအပြင်နံရလာတဲ့လေးကိုဆက်လက်ပြီးတော့သင်ပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကတော့နံအထူးပြုပုတ်ပြောင်းပစ္စည်းတဲ့ ကဲဒီပုံပြောင်းပစ္စည်းလေးကတော့ဘာလဲဆိုတော့ကရိယာကိုနံအထုပြုအနေနဲ့ပြောင်းတဲ့အနေအရာမှာသုံးတယ်နော်တုံးတဲ့ပစ္စည်းကိုနံအထူးပြုပုံပြောင်းပစ္စည်းလို့ခေါ်တယ်။နံအထူးပြုပုံပြောင်းပစ္စည်းလေးတွေကတော့ဘာတွေလဲဆိုတော့เนาะတော်ဒီမြတဲ့မဲဆိုတဲ့စကားလုံးလေးတွေဖြစ်ပါတယ်။တော့ ဒီမီတဲမဲဆိုတဲ့စကလုံးလေးတွေဖြစ်ပါတယ်သူရဲ့သွားတဲ့เนาะသူရဲ့သွားတဲ့ပုံသင်နည်းကဘာလဲဆိုတော့ကရိယာကရိယာရဲ့နောက်မှာနောက်ဆက်ထည့်မယ်ပြီးတော့เนาะနဲ့အတုပြုဖြစ်တယ်ဆိုတဲ့ပုံသင်နည်းနဲ့သွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေရာလေးမှာကဲနောက်ဆက်ကလေးက तू ကဘာလေးတွေပေးထားတာလဲကြည့်အောင်နောက်ဆက်နေရာလေးထဲမှာပေးထားတဲ့နောက်ဆက်ကလေးတွေကိုသုံးအောင် တော်ဒီနောက်တစ်ခုကညီနောက်တစ်ခုကဒဲနောက်တစ်ခုကမဲကဲဒါဆိုလို့ရှိရင်เนาะ ကရိယာရဲ့နောက်မှာဒီသောတိမြည်တဲ့မဲ့ဆိုတဲ့နော်ပုတ်ပြောင်းနဲအထူးပြုပုတ်ပြောင်း ပစ္စည်းလေးတွေထက်လိုက်ခြင်းအပြင်လေသူကနဲအထူးပြုရတယ်ဆိုတာပြောတာဖြစ်ပါတယ်ကဲဒါဆိုရင်တော့တော့ကရိယာဘာနဲ့ထဲ့မလဲဝဲဝဲဆိုတဲ့ကရိယာရဲ့နောက်မှာဒီနောက်ဆက်ကလေးတော့ကိုထက်လိုက်မယ်ဆိုရင်ဝဲတော့နော် ဝဲတော့ तू ကဘလို့ဝဲနဲ့တော့နဲ့ပေါင်းတော့ပါလဲဝဲတော့ तू ကဘာလဲဆိုတော့ဝဲတော့စာအုပ်ဝဲတော့အင်ဂျီဝဲတော့ကာဝဲတော့အိမ်နော်အဲ့လိုသုံးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီဒီကိုစဆိုတဲ့ကရိယာလေးရဲ့နောက်မှာဒီဒီကိုထည့်လိုက်တဲ့အခါကျတော့နော်ဘာရလဲဆိုတော့စနဲ့ဒီနဲ့ပေါင်းတော့စာဒီ စားသည် အစာပေါ့နော်စားသည်အစာဒါဆိုရင်ဒီနေရာလေးမှာမြည်မြည်ရောဘာကရိယာလေးနဲ့ပေါင်းမလဲဆိုတော့ပြောဆိုတဲ့ကရိယာလေးနဲ့ပေါင်းကြအောင် ပြောနဲ့မြည်နဲ့ပေါင်းတော့ပြောမြည်နော်ပြောမြည်ဆိုတော့ပြောတယ်ဆိုတော့စကားပေါ့ပြောမြည်စကားပေါ့ကဲဒါဆိုရင်ကွင်းလေးတွေကရေးကြည့်အောင် ပြောမြည်စကားပေါ့ဒါဆိုရင် တဲ့တဲ့ဟိုဘာကရိယာလေးနဲ့တွေ့ကြည့်အောင်လဲဆိုတော့လှတဲ့ကရိယာလေးနဲ့တွေ့ကြည့်အောင်လှတဲ့လှနဲ့တဲ့နဲ့ပေါင်းတော့လှတဲ့เนาะလှတဲ့ဆိုတော့ဘာလေးလဲလှတဲ့အယုတ်ပေါ့လှတဲ့မိန်းကလေးပေါ့လှတဲ့เนาะစာအုပ်ကလေးပေါ့အဲအဲ့လိုမျိုးရေးရမှာဖြစ်ပါတယ်ဒါဆိုရင်မဲဟိုဘာကရိယာနဲ့သုံးမလဲဆိုတော့ตัว ။သွားဆိုတဲ့ကိရိယာနဲ့မဲဆိုတဲ့အထူးပြုနံနဲ့တွဲအထူးပြုတဲ့နော်ပုံပြောင်းပစ္စည်းနဲ့တွဲလိုက်တဲ့အခါကျတော့သွားမဲနော်သွားနဲ့မဲနဲ့ပေါင်းတော့သွားမဲနော်သွားမဲဆိုတော့ခยีပေါ့သွားမဲခยีသွားမဲနေရနော်သွားမဲနိုင်ငံလှတဲ့အယုတ်ပေါ့သွားမဲနိုင်ငံကဲဒါလေးကတော့ နော်နန်းအထူးပြုပုတ်ပြောင်းပစ္စည်းလေးကိုဆက်လက်ပြီးတော့သင်ပေးသွားတာဖြစ်ပါတယ်နော်ကရိယာကိုနော်နန်းအထူးပြုပြောင်းတဲ့နေရာမှာ နော်နန်းအထူးပြုပုတ်ပြောင်းပစ္စည်းလေးတွေကရိယာရဲ့နောက်မှာထည့်လိုက်ခြင်းအပြင်နော်နန်းနန်းအထူးပြုပုတ်ပေါက်နန်းအထူးပြုရတယ်ဆိုတော့နော်ကရိယာရဲ့နောက်မှာထည့်တဲ့နော်နန်းဒီဒီ ရိယာရဲ့နောက်မှာပစ္စည်းလေးတွေထည့်လိုက်ခြင်းအပြင်နံအထူးပြုပုပ်ပေါင်းပုပ်ပြောင်းပစ္စည်းရတယ်ဆိုတာလေးကိုဆက်လက်ပြီးသင်ပေးသွားတာဖြစ်ပါတယ်ဒါဆိုရင်ပုပ်ပြောင်းပစ္စည်းလေးတွေကဘာလေးလဲလဲဆိုတော့တော့ဒီမြည်တဲ့မဲဆိုတဲ့ပုံပြောင်းပစ္စည်းသူ့ကိုကရိယာရဲ့နောက်မှာကတ်လိုက်ခြင်းအပြင်သူကနံအထုပြုရလာတာဖြစ်ပါတယ်ဒါဆိုရင်သောဆိုတဲ့နောက်ဆက်ကို ကရိယာဝဲဆိုတဲ့ကရိယာနဲ့ပေါင်းလိုက်ခြင်းဝဲနဲ့သောနဲ့ပေါင်းရင်ဝဲသော ်ဝယ်တော့ဆိုတော့နောက်မှာပစ္စည်းပေါ်ဝယ်တော့ပစ္စည်းဒါဆိုရင်စားနဲ့စားဆိုတဲ့ကရိယာနဲ့နောက်ဆက်သီးနဲ့ပေါင်းလိုက်ရင်စားသီးเนาะစားသီးဆိုတော့အစာပေါ့ကဲဒါဆိုရင် နောက်တစ်ခုပြောနဲ့မြည်နဲ့ပေါင်းလိုက်ရင်ပြောမြည်စကားပေါ့နောက်တစ်ခုကလှနဲ့တဲ့နဲ့ပေါင်းလိုက်ရင်လှတဲ့အယုတ်ပေါ့နောက်တစ်ခုကသွားနဲ့မဲနဲ့ပေါင်းရင် သွားမဲခရီးပေါ့ကဲဒါလေးကတော့ ်နော်နံအထူးပြုပုတ်ပြောင်းပစ္စည်းနောက်တစ်ခုကတော့ကရိယာအထူးပြုပုတ်ပြောင်းပစ္စည်းကရိယာအထူးပြုပုတ်ပြောင်းပစ္စည်းဆိုတာကတော့ကရိယာကိုကရိယာအထူးပြုပုတ်ပြောင်းပစ္စည်းသုံးတဲ့နေရာမှာနော်သုံးတဲ့ပစ္စည်းကိုခေါ်တာဖြစ်ပါတယ်ကရိယာအချင်းချင်းနော်ကရိယာနဲ့နောက်ဆက်နဲ့ပေါင်းလိုက်ခြင်းအပြင်ကရိယာပုံပြောင်းပစ္စည်းရတယ်ဆိုတာကိုပြောပြတာဖြစ်ပါတယ် ဲထူးခြားချက်ကလေးရတော့ကရိယာပုံပြောင်းပစ္စည်းလေးတွေထဲမှာစွာဆိုတာက စွာဆိုတဲ့စကားလုံးလေးဟာနော်စွာဆိုတဲ့စကားလုံးလေးဟာကရိယာရဲ့နောက်ကိုဆက်ထားတဲ့နောက်ဆက်ပစ္စည်းဖြစ်ပြီးတော့ဒီအတို့အအတို့နော်တတတို့နောက်တစ်ခုကအတတို့စတဲ့စကားလုံးတွေရတော့ကရိယာရဲ့နော်ရှေ့ရနေပြီးတော့ဆက်တဲ့ပစ္စည်းတွေဆိုတာ ိထားမှာဖြစ်ပါတယ်ကဲဒါဆိုရင်တာတကအနေနဲ့ကြည့်အောင်စွာလေးကိုအရင်ကြည့်အောင်နော်ကရိယာရဲ့နော်နောက်မှာနောက်မှာ तू ကတ်နေတာဒါဆိုရင် तू ကစွာပါလေနှင်းမြန်းဆိုတဲ့ကရိယာလေးနဲ့နော်ပေါင်းကြည့်အောင်နှင်းမြန်းနဲ့စွာနဲ့ပေါင်းရင်ပါရလေနှင်းမြန်းစွာပြင်းမြန်း စွာနော်ဒါဆိုလို့ရှိရင်ဒါလေးကတော့စွာဆိုတဲ့စကားလုံးလေးဟာကရိယာရဲ့နောက်မှာပဲသူကအမြဲရှိတယ်ရှေ့မှာအမြဲမရှိဘူးဒါဆိုရင်ကရိယာရဲ့ရှေ့မှာရှိတာပထမတစ်ခါသင်ပြီးသွားပြီးအဆိုတာကရိယာရဲ့ရှေ့မှာရှိနေတယ်ဒါဆိုရင်ကြည့်အောင်ဒီမှာအဆိုတာကရိယာရဲ့ရှေ့မှာရှိနေတယ်အနော်တင်းဆိုတဲ့ကရိယာနဲ့တွဲကြည့်အောင်တင်းဆိုတဲ့ကရိယာနဲ့အဆိုတဲ့ ။နော်နောက်ဆက်နဲ့တွဲရင်ဘာလဲအတင်းဆိုတဲ့ကရိယာအထူးပြုရလာတာဖြစ်ပါတယ်။ကဲဒါဆိုရင်အာပြီးတော့ဘာလဲနောက်ထပ်တစ်ခုကဘာလဲဆိုတော့အာ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 နဲ့နော်ပဲကရိယာနဲ့တွဲမလဲဆိုတော့ညီညွတ်ညီညွတ်ဆိုတဲ့ကရိယာနဲ့တွဲကြည့်အောင်အညီအညွတ် နော်။ तू ကကရိယာရဲ့ရှေ့မှာပဲအာ ရှိတာနော်။ကရိယာရဲ့ရှေ့မှာပဲရှိတယ်။အန်ညီအန်ညော့အန်ညီအန်ညော့ကဲဒါဆိုရင် နောက်တစ်ခုကြည့်ကြအောင်တာ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 ဆိုတော့နော်တတဆိုတဲ့နောက်ဆက်နဲ့ နော်ဘာဘယ်ကရိယာနဲ့သုံးမလဲဆိုတော့ယင်းနီးဆိုတဲ့ကရိယာနဲ့သုံးကြည့်အောင်ယင်းနီးရင်နှီးဆိုတဲ့ကရိယာနဲ့တုံးကြည့်အောင်ရင်းရဲ့ရှေ့မှာတထဲ့မယ်နှီးရဲ့ရှေ့မှာတရှေ့မယ်တရင်တနှီးเนาะတရင်တနှီးတရင်တနှီးကဲဒါဆိုရင်နောက်ဆုံးသုံးတဲ့အနဲ့တလေးကိုတုံးကြည့်အောင် အနဲ့တာလေးကိုသုံးကြအောင်အာတအပေါင်းကရိယာကရိယာပါလေပူပြင်းပူပြင်းဒါဆိုရင်နော်ပူဆိုတဲ့ကရိယာရဲ့ရှေ့မှာအထက်မယ်ပြင်းဆိုတဲ့ကရိယာရဲ့ရှေ့မှာတထက်မယ်နော်အပူတဲ့ပြင်းနော်အပူတဲ့ပြင်း ကဲဒါဆိုလို့ရှိရင်เนาะဒီဥစ္စာလေးကတော့အနဲ့တကိုကရိယာနဲ့တွဲသုံးထားတယ်ပုံကရိယာပူပြင်းရဲ့ရှေ့မှာအနဲ့တကိုထည့်မယ်ပူရဲ့ရှေ့မှာအထည့်မယ်ပြင်းရဲ့ရှေ့မှာတထည့်မယ်အပူတဲပြင်းဆိုတော့เนาะကရိယာအထူးပြုလေးရတာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေ့သင်ပေးလိုက်တာကတော့နဝမတန်းမြန်မာသာဖတ်စာမှာပါဝင်တဲ့ နံအထူးပြု ပုတ်ပြောင်းပစ္စည်းနဲ့ကရိယာအထူးပြုပုတ်ပြောင်းပစ္စည်းလေးတွေရဲ့အကြောင်းကိုနော်သင်ပေးခဲ့တာဖြစ်ပါတယ်နန်ထူးပြုတ်ပုတ်ပြောင်းပစ္စည်းကိုလေ့လာတဲ့နေရာမှာသူရဲ့အဓိကကတော့နော်ဒီနန်ထူးပြုတ်ပုတ်ပြောင်းပစ္စည်းလေးတွေကိုဘယ်လိုသုံးရမလဲကရိယာထူးပြုတ်ပုတ်ပြောင်းပစ္စည်းလေးတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုသင်ပေးခဲ့တာဖြစ်ပါတယ်ရှင်တိတ်တိတ်ချာချာလေးလေ့လာသင်ယူနိုင်မယ်လို့ထင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်